မိတ်ဆွေက Oppo ဖုန်းကင်ထားပြီးတော့ဒီ feature ရယ်မသိဘူးဆိုရင်တော့ခက်နောက်ကြလိမ့်မယ်အဲ့တော့ဒီနေ့ video ထဲမှာ Oppo ဖုန်းတွေမှာပါပြီးတော့လူတည်နေတဲ့အသုံးဝင်တဲ့ feature လေး၅ခုကိုပြောပြပေးမယ်ပထမဆုံးကတော့ high app ဒီ high app ကဘာလို့ပေးရလဲဆိုတော့ကိုမမြင်စေချင်တဲ့ application တွေကို Oppo ဖုန်းတွေမှာအခြားဖုန်းတွေနဲ့မတူညီတဲ့နီလန်နဲ့ဖြောက်ထားလို့ရတယ်ဒီ feature လေးကိုဘယ်လိုသုံးရမလဲဆိုတော့ပြောပြပေးမယ်ပထမဆုံးကျွန်တော်တို့ setting နဲ့ဝင်မယ်ပြီးကြရင် privacy and security တွေဝင်မယ်ပြီးကြရင်အောက်လေးကိုဆွဲချပြီးတော့ကျွန်တော် high app ထည့်ဝင်မယ် ကြည့်ရင်ကျွန်တော်တို့ hide ချင်တဲ့ application တွေကိုဒီမှာစပြီး hide လို့ရပြီပေါ့နော်။ပထမဆုံးကျွန်တော် clean now hide လိုက်မယ်။အဲ့ခါကျရင်တို့က password ထားခိုင်းနေပေါ့နော်။အဲ့ခါကျရင် setting လေးကိုနှိပ်ပြီးတော့ကျွန်တော် password ရိုက်မယ်ပေါ့။ဒီမှာကျွန်တော်ကတော့တစ်ချောင်းလုံးဆိုပြီးတော့ထားလိုက်မယ်။ confirm နှိပ်ပါမယ်။အာပြီးတော့ကျွန်တော်တို့ recovery ပြန်လုပ်တဲ့ခါကျရင်မေးမယ်မေးခွန်းတွေကိုမေးမယ်ပေါ့နော်။ဒီမှာတော့ကျွန်တော်အလွယ်လွယ်လေးပဲဖြေလိုက်မယ်။1 2 3 4 5 6အမှန်နှိပ်လိုက်မယ်။ ပြီးကြရင်ကျွန်တော်တို့ asset count နှစ်ရပါမယ်ဒီ asset count ကဘယ်နေရာမှာသုံးတာလဲဆိုတော့ application တွေကိုပြန်ဖော်နေရာမှာသုံးတယ်ကျွန်တော်ဒါတော့ share နဲ့စာမယ်ပေါ့နော် share နဲ့စာပြီးတော့ကိုထားခြင်းနဲ့ကဏ္ဍ၄လုံးထားလို့ရတယ်ဒီမှာကျွန်တော်တစ်လေးလုံးထပ်ထားပါမယ်ပြီးကြရင် share နဲ့ပြန်ပေးမယ်ပြီးကြရင်အမှန်ကြေးလေးကိုနှိပ်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ရပြီအဲ့တော့ကျွန်တော်တို့ဒီကို hide ထားတဲ့ application ကိုဘယ်နေရာမှာတော့ပြန်ဖော်မလဲအဲ့တော့ကို hide ထားတဲ့ app တွေကိုဘယ်လိုပြန်ဖော်မလဲဆိုတော့ကျွန်တော်ပထမဆုံး ဖုံးဝချဲဝင်မယ်ပြီးကြရင် hash 14လုံးရှိုက်မယ်ပေါ့နော်1 2 3 4ဒီမှာဆိုရင်ကျွန်တော် hide ထားတဲ့ Facebook ကိုပြန်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ smash like ပါဒီ feature လေးကဘယ်လိုနေရာမှာအသုံးဝင်လာလဲဆိုတော့ကျွန်တော်တို့သုံးနေကြ application တွေကိုဘယ်နေရာမှာရှိလဲဆိုတော့လိုက်ရှာနေကြမလို့ပဲနဲ့ဖုန်းရဲ့ညာဘက်တောင်းလေးကိုဆွဲလိုက်ုံနဲ့အလွယ်တကူပေါ်လာအောင်လုပ်လို့ရတဲ့နည်းလမ်းလေးဒီ feature ကိုဘယ်လိုသုံးရမလဲဆိုတော့ပြောပြပေးမယ်ဒီ feature လေးကိုသုံးမယ်ဆိုရင်တော့ကျွန်တော်တို့ပထမဆုံး setting နဲ့ဝင်မယ် ပြီးကြရင်ကျွန်တော်တို့ special feature တွေဝင်မယ်။ပြီးကြရင် smart light ပါတယ်ဝင်မယ်။ပြီးကြရင်ဒါလေးကို on ပေးလိုက်ပါ။အဲ့ခါဆိုရင်တော့ကျွန်တော်ဖုန်းရဲ့ညာဘက်ထောက်မှာဆွဲလိုက်တာနဲ့ကျွန်တော် smart light ပါလေးပေါ်လာပြီပေါ့နော်။ဒီမှာတော့ default အနေနဲ့ပဲပါလာတယ်။အဲ့ချိန်မှာကိုကထပ်ပြီးတော့ application ဖြည့်နေတာဆိုရင်ကျွန်တော် edit ကိုနှိပ်ပြီးတော့ကိုဖြည့်နေတဲ့ application ကိုဖြည့်လို့ရတယ်။နောက်တစ်ခုကတော့ one hand mode ဒီနေ့ကစမတ်ဖုန်းတွေက6.7 inches ရှိတာဖြစ်တဲ့ကြောင့်လက်နက်ဖက်နဲ့ကင်ပြီးသုံးပါပဲအဆင်ပြေတော့ဗောနော်ကိုကအချို့အချိန်တွေမျိုးတွေမှာလက်တက်ဖက်တည်းမဲ့ပဲလွယ်လွယ်ကူကူသုံးချင်ဒီ feature လေးကိုသုံးလို့ရတယ်ဒီ feature ကိုဘယ်လိုသုံးရမလဲဆိုတာကိုအခုပြောပြပေးမယ်ဒီ feature လေးကိုဘယ်လိုသုံးရမလဲဆိုတော့ပထမဆုံးကျွန်တော် setting နဲ့ဝင်မယ်ပြီးကြရင် additional setting နဲ့ထပ်ဝင်မယ်ပြီးကြတော့100 mode တွေကိုထပ်ဝင်မယ် ြကြရင် on ပေးလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့1 attempt သုံးလို့ရပြီเนาะဘယ်လိုသုံးရမလဲဆိုတော့ကိုယ့်ရဲ့ display ကိုဒီလိုမျိုးလေးဆွဲထားလိုက်အောင် ਨੇ 1 attempt ကောင်းကောင်းလက်ထပ်ဖက်ထင်းနဲ့ကောင်းကောင်းမုံမုံသုံးလို့ရပါပြီပေါ့เนาะနောက်တစ်ခုကတော့ floating window ဒီ feature လေးကဘယ်နေရာမှာသုံးဝင်လာလဲဆိုတော့ကိုကအောက်မှာ application တစ်ခုခုကိုသုံးနေတဲ့အချိန်မှာဖုန်းရဲ့အပေါ်ဘက်ထောက်မှာပဲဖြစ်ဖြစ်အောက်ဘက်ထောက်မှာပဲဖြစ်ဖြစ်အခြား application တစ်ခုကိုဖွင့်ထားလို့ရပါတော့ဒီ feature လေးကိုဘယ်လိုသုံးရမလဲဆိုတာကိုပြောပြပေးမယ်ဒီ feature လေးကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ် ပြီးကြရင် special feature တွေဝင်မယ်ပြီးကြတော့ floating window တွေဝင်မယ်ပြီးကြတော့ကျွန်တော်တို့ bottom free mode လေးကိုဝင်ပေးလိုက်ရပါပြီဒီ floating window ကိုဘယ်လိုတောင်းရမလဲဆိုတော့ဥမာကိုတောင်းနေ application ရှိမယ်ပေါ့နော်ဒီမှာထားပါတော့ဒီဟာလေးကိုဒီလိုမျိုးလေးလှုပ်လိုက်မယ်ပြီးကြရင်ဒီအဆက်၃ချက်လေးကိုနှိပ်ပြီးတော့ floating window ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဖုန်းရဲ့ညာဘက်ထောင်လေးမှာဒီလိုမျိုးပေါ်နေမှာပဲဖြစ်ပါတယ်နောက်ဆုံးချက်ကတော့ကျွန်တော်တို့ Oppo ရဲ့ Colorway 50မှာပါတဲ့ feature တစ်ခုပေါ့နော်ဒီ feature ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော် iPhone အချင်းချင်းပေါ့နော် iPhone ရဲ့ထိတ်လေးတွေကိုတိလိုက်တာနဲ့ file တွေ transfer လုပ်တလို့မျိုးကိုဒီ Oppo phone တွေမှာလည်းလုပ်လို့ရပြီ။ဒီ Oppo phone တွေညာနေပေါ့ iPhone ကိုအဲ့လိုမျိုး data transfer လုပ်ချင်တော့ Oplet Connect ဆိုတဲ့ application ကို iPhone မှာ down ထားပို့လို့ရတယ်။ Android phone တွေညာနေပြီးတော့ iPhone ရှိကိုဒီလိုမျိုး file transfer လုပ်လို့ရအောင်လုပ်ပေးတာက Oppo ကပထမဆုံးပဲ။အဲ့တော့ဒီနေ့ video လေးတမှာ Oppo phone ကင်ထားတဲ့လူတွေအတွက်အသုံးဝင်မဲ့ feature လေး၅ခုကိုကျွန်တော်ကပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။မေးစရနေတော့အခြား video တွေမှာဘယ်လိုမျိုး feature လေးတွေကိုသိကျင်လဲဆိုတော့အောက်က comment section ထဲမှာရေးပေးခဲ့ပါအောင်လို့ပြောရနေပဲ ားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်အောင်ခတ်ပါ